နားနေရောကမိမထမင်းကူကြည့်တယ်အယောက်ျားကထမင်းပကံကိုမိမမင်းစားပြီးတော့ကုစားပြီးတော့ကုစေးလိုက်မယ်နော်ဆိုပြီးယူစေးလိုက်အာမိမအရန်ပြောတာထမင်းကူကြည့်တာလည်းမင်းပဲမိမရောစားပြီးတော့မင်းချင်းမင်းချတာလိုက်ရမကောင်းပါဘူးဗျာယောမင်းစေးလိုက်ရောဆိုပြီးတော့ပေးလိုက်ရင်ရင်းထဲမှာဖီးဖြစ်သွားတာပေါ့နော်မိမဖြစ်တဲ့တော့အစဆုံးကြည့်ရတာအဲ့တော့ကျွန်တော်တို့အစောပိုင်းမှာဒရိုက်တာရဲ့စေခိုင်းချက်ဇန်ညွှန်းဆရာရဲ့စေခိုင်းချက်ကြောင့်အစောပိုင်းမှာကျွန်တော်တို့အလောင်းတွေရိုက်ပြရတယ်အလောင်းတွေရိုက်ပြီးဇက်သိမ်းမအလောင်းကဘယ်လိုဇက်သိမ်းသွားပါလဲဆိုတော့ပြတာလို့အဆုံးထိမကြည့်လိုက်ရတဲ့တချို့တော့ကျွန်တော်တို့ထမင်းရှင်နေအလောင်းဝင်ကြည့်ပြီးတော့အဲ့ဒါကိုအတူယူမှသွားမှာကိုကြောက်တယ် းသားညီဇလန်တွေလေးပါကျွန်တော်ရဲ့ထက်ထုံရဲ့ပြီးတော့အဲဒီ academy မြက်ကြီးတရားဝင်ပေါ့နော်ဒါကျွန်တော်တို့အဲဒီခေဆိုးပိုင်းတို့ပါမယ်အဲပြီးတော့အဲဒီခင်မမိုးကြီးတို့အဲဒီဝါဝါအောင်တို့နဲ့တကယ်ဝါရင်တရုတ်ဆောင်နေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေကြိုက်တဲ့အိမ်တော်ကြီးကားလေးပါပဲအဲ့အိမ်တော်ကြီးကားလေးကိုဟိုအိမ်တော်ကြီးဖောက်ပြန်တဲ့လမ်းကြောင်းနဲ့သွားတာမျိုးမဟုတ်ဘဲနဲ့အိမ်တော်တစ်ခုအဆင်ပြေခြင်းနဲ့ဆိုရင်ဟိုအိမ်တော်တစ်ခုမှာဘယ်လိုမေတ္တာတရားတွေနဲ့သွားရတယ်လဲအဲ့အိမ်တော်တစ်ခုတာယာဖို့အတွက်ဘယ်လို top jet တွေပါလဲဆိုတာဒီကားလေးတွေကိုကြည့်လို့ရှိရင်ပြည့်တတ်တဲ့အနေနဲ့ mass ကောင်းလေးရမှာပါခင်ဗျာ လက်ကံပြတာကြတော့ကိုကွန်ကစပြီးတော့ဘုံဆက်လာရရပေါ့နော်ဇက်ကအကို24ကိုတေချာလေးရေးထားတာပြင်စရေးရတယ်ဒီ character လေးညမှာတစ်ချက်ထွန်းဆိုရဲအဲစိတ်ကလေးကိုတွေးပြီးတော့အထည့်ရေးထားတာဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်အထက်တေချာဇက်လေးကိုဖတ်ပေးပါဖြစ်နိုင်လက်ကံပြပါပေါ့နော်ဆိုတဲ့အချိန်မှာကိုအတွက်တေချာရည်ရွယ်ပြီးရေးတဲ့ဇက်မျိုးဆိုတာအဲရခဲ့တယ် ရခဲ့ရပေါ့နော်ရလာတဲ့ဇက်ပေါ်မှာကိုက character ဝင်အောင်လုပ်ရတာပေါ့အဲ့လိုမျိုးတက်ကိုကကျတော့တက်တွန်းလို့မန်းပြီးတော့ရေးရတာပြီးတော့အတန်အတန်ကိုလည်းဒါတွေးပြီးတော့ရေးရလို့ပြောရတာတက်အတန်နဲ့အဲတက်တွန်းဆိုရင်တော့ဒီနေရာလေးဆိုပြီးတော့ရေးရဆိုဒါကိုလည်းတခြားဖက်ကြည့်ခြင်းမှာကိုကရဲ့ဇက်ကလေးကစမ်းတယ်ပုံမြတ်ပြတ်ထအိမ်တော်ကြီးကားကြီးရိုက်တယ်အလောင်းနေများတယ်ပြောရလို့ရှင်ခုနကဖောက်ပြန်တာတွေပဲများတယ်။ကျွန်တော်အိမ်တော်ဖောက်ပြန်တာတွေရိုက်နေတော့မှလာဆိုတာမျိုးပေါ့နော်။အဲ့လိုမျိုးအတွက်အခုဆိုလို့ရှင်ကိုယ်ပြောသလိုဒါမတူညီတဲ့ပုံစံလေးနဲ့တင်ဆက်မှုလေးပါ အဲပြီးတော့အဲကိုကိုနဲ့လည်းတစ်ခါမှ မဆုံဘူးပေါ့နော်မဆုံဘူးတာလည်းပါတယ်ပြီးတော့ဟိုပြောရမယ်ဆိုလို့ရှိရင်ထထိုးရဲ့ဒီ university တူပေမဲ့လည်း university မှာကိုကိုနဲ့တစ်ခါမှမဆုံဘူးအဲ့တော့ဒါကအကောင်းမွန်သောအတွက်ဆုံးချင်းတကူအနေနဲ့ရေးဆက်တကူလို့လည်းထင်တဲ့အတွက်အလက်ခံတာဖြစ်ပါတယ်ပြီးတော့ကိုကိုရဲ့တချို့ video တွေဆိုလို့ရှိရင်အကြောက်တကယ်ဟိုပြောရမယ်ဆိုပညာပေးတွေအများများတယ်ပြန်ပေးရရများဖြစ်တဲ့အတွက်ကြောင့်မလို့အဲအဲ့လိုမျိုးဇက်လေးတွေလည်းရိုက်ချင်တယ်ပေါ့နော်ချွဲတာကိုကြိုက်တယ် အဲကျွန်တော်တို့ကိုကိုလို့ခေါ်ရင်ကျွန်တော်တို့ကအယမ်းပြော်တာအဲကျွန်တော်တို့ကိုကိုတို့မောင်တို့အဲအဲ့လိုမျိုးခေါ်လိုက်ပြီဆိုရင်လည်းမှာ fit တမျိုးဖြစ်တာပေါ့နော်အဲ့ချွဲတဲ့နေရာမှာလည်းအတန်ပေါ့နော်ဒီအတန်ရဲ့ဆွဲဆောင်မှုဆိုတာလို့တာပေါ့အဲသူ့အတန်လေးကအဲ့လိုလေပုံမှန်ပြောတယ်ပြီမချွဲနေတယ်လို့မျိုးလေးအဲအဲ့တော့ဒီအဲ့သူ့ရဲ့အတန်မှာရှိတဲ့သူ့ရဲ့ဖျားပေးထားတဲ့လက်ဆောင်လေးနဲ့ဒီဇက်လေးနဲ့လိုက်တာပြီးတော့ဒီဇက်လေးနဲ့မှာယောက်ျားကိုအယမ်းချစ်တဲ့မိမတယောက်အနေထားမှာဟိုသူ့ယောက်ျားလည်းသူ့မိမကိုယမ်းချစ်ပြီးတော့ဟိုချွတ်ချုံမုံမုံလေးနဲ့ချွတ်တက်တက်လေးကသူ့နဲ့လိုက်စုံတယ် အဲ့လိုပဲအဲ့တော့ဒီဇက်ကိုစရေးကြတဲ့အကျွန်တော်ကအာမက်ကီတောင်ဆိုလို့ရှိရင်လည်းမက်ကီတောင်နေရာမှာအမားနဲ့လိုက်ဆုံးမက်ကီနဲ့အလိုက်ဆုံးအဲ့တော့မက်ကီကိုပဲရအောင်ချိန်အဲ့လိုပဲဒီနေရာမှာထက်ထထုံမှလိုက်တာထက်ထထုံရအောင်ချိန်ပြပါဆိုတော့ကျွန်တော်မန်နေဂျာမချိန်ရဲဘူးသူကချိန်ဘာလို့မချိန်ရတာလဲဆိုတော့လက်မခံရင်လည်းဘယ်လိုလုပ်မလို့လဲအာအာကျွန်တော်ကလည်းသူ့အခြေခံဒီမှာကျွန်တော်အရင်ဆုံးဟိုဆူတောင်းနေပါတော့ဆူတောင်းနေဆိုတော့ဘယ်လိုဆိုတော့သူတို့ကြောက်အခုလက်ရှိဘာပြောပြောဒီကျွန်တော်တို့ထက်စီနေရကြတယ်ပေါ့နော်အဲ့ခါကျတော့ဟိုကားရိုက်ကြဆက်နေတာသူ့နဲ့သူအားခြေလက်ပဲရမ်းနေတာအဲ့ခါကျတော့ မရလို့ညင်းလိုက်လို့ရှိရင်ကိုမွေးပွားထားတဲ့ character ထက်တဲ့ထုံမဟုတ်တော့ပဲတခြားဖြစ်သွားရင်ကျွန်တော်တို့ဇက်ညွန်းစီဆရာကြီးကယင်ထဲမှာနာတာပေါ့နော်အဲ့ခါကျတော့ကျွန်တော်ကမြစ်ချိတ်ခင်မှာဖျားရှိခိုးလိုက်တယ်အဲကျွန်တော်နဲ့တူနဲ့စကားလေးတကားဖန်နေတယ်ဒါကျွန်တော်ရေးဆက်တီပါလို့ရှိရင်စုံပြစီကိုကွာဆူတောင်းလိုက်တာအဲကျွန်တော်အတန်ဖိုင်လေးနဲ့သူ့ဇက်လေးအစားဆုံးပြောပြတာသူကကျွန်တော်ကိုအကူတဲ့ဟုတ်တယ်စိတ်ရှိလက်ရှိလေးနဲ့အကူဇက်ကိုစိတ်ဝင်စားအောင် ပြောပြပေးတယ်အဲ့ဒါနဲ့ရင်ကို လက်ခံတယ်တဲ့အမှုပညာကြီးဆိုတာတက်ကိုအကိုပြောပြတဲ့ဇက်ကလေးကိုစိတ်ဝင်စားတယ်အကိုရဲ့သူ့ဘော်တန်မှုထမှုလေးကိုပေါ့နော်ဒါသူလေးစားတယ်ဆိုပြီးတော့သူ့မောင်နှမနဲ့ဆုံသွားတာနော်ဟိုစချစ်ပြီးစကားပြောကလေးရလေအချားမင်းသမီးလို့မန်နေဂျာဘိုင်နဲ့မဟုတ်ဘူးအဲသူကသူ့ကိုနိုင်ကင်တယ်သူ့ကိုနိုင်ဖြေတယ်အဲသူလုတ်ပေးနိုင်လုတ်ပေးနိုင်တယ်အကုန်လုံးအဆအဆုံးတကယ်အမတန်လူလိုသိတဲ့ကလေးပေါ့နော်တချို့ဆိုရင်လေစာဝင်ကြည့်သွားတယ်အဲကျွန်တော်တို့ကတယောက်တယောက် respect ဆိုတာရှိရတယ်တစ်ဖက်ကစာပူတယ်ဝင်ကြည့်သွားပြီဆိုရင်အဲ့ဒီစာကိုကြားလိုက်တယ်ဆိုရင်ဟို노ဆို노ရက်ဆိုရက်အသေးပေးတာမျိုးတွေတခုတောင်တုံ့ပြန်မှုသာရှိရတယ် အတူအမတန်တော်တာသူဝင်ကြည့်ပြီးသွားရင်အကောင်တို့သူအပြေပြေးသွားတာ ဲ့လိုပြောတော့တော့အဲ့တော့ဒါသူ့ကိုလေးစားတဲ့အချက်လေးတွေပါဟုတ်တယ်တော့ကြာလို့ပြောပြတာတိတိဟုတ်အဲ့လိုမျိုးလေးပေါ့ပြီးတော့စိတ်ရှိရှိနေလဲပေါ့နော်တဲ့ကိုကြီးခဏလေးလောဒီနေ့မှာအားသေးလို့မဖတ်သေးလို့เนาะဒီဒီကစီးရီးရိုက်နေတာမိုးချွတ်သွားလို့တော့ဒါစားဖက်တာဒါအားအနေနဲ့အဲ့လိုပြောပြလို့ရှိရင်ဇက်ကိုမူဝင်နေအကုန်လုံးလုပ်လို့ရရပေါ့နော်စားဖက်တာဒါအားလုံးနဲ့တချို့ပြောဘူးလားမသိဘူးစလုံးမြင်တာနဲ့အိပ်ပျော်သွားအရင်ပင်မနဲ့အရှိန်နဲ့လဲဆိုတော့အိစားကိုအဲ့လိုဖတ်လိုက်တာနဲ့အိပ်ပျော်အဲ့လိုဆိုတော့ဖတ်လို့မရသေးဘူးကိုကိုရဲ့ဖတ်ကိုစူးစမ်းနေခဏလောက်စောင့်ပေးပါနော်ဖတ်ချင်းနေအဲ့လိုလေးပေါ့နော် ေးချာတောင်းပန်ပြီးတိရတိရတိရကြာလာတော့ကိုရညံကောင်းတယ်အတန်ပိုင်းနဲ့ရှင်းပြရဲဇကုအဲ့တော့နားထောင်လိုက်တဲ့အခါကျတော့သဘောပေါက်ပြီးနားလဲွာပေါ့နော်ဘုဒ္ဓပညာရှင်တွေဆိုတာပိသက်တွေရဲ့ရှေ့ဆောင်လမ်းပြပေါ့ကျွန်တော်တို့ထမင်းရှင်တွေကိုကျွန်တော်တို့အရှိအနေပြီးအမားတွေလုပ်ပြလို့ရှိရင်တို့တော့အမားတွေလိုက်လုပ်တာပြောပို့ဆိုတာကျွန်တော်တို့က2နာရီနဲ့ကြည့်လို့ပြီးတဲ့ရုပ်ရှင်ကားမျိုးတွေမဟုတ်ဘူးဇလန်တွဲဆိုတော့အဆအဆုံးကြည့်ရတာအဲ့တော့ကျွန်တော်တို့အစောပိုင်းမှာဒရိုက်တာရဲ့စီခိုင်းချက်ဇာညောဆရာရဲ့စီခိုင်းချက်ကြောင့်အစောပိုင်းမှာကျွန်တော်တို့အလောင်းတွေရိုက်ပြရတယ်အလောင်းတွေရိုက်ပြီးဇက်သိန်းမအလောင်းကဘယ်လိုဇက်သိန်းသွားပါလဲဆိုတော့ပြတာကိုအဆုံးထိမကြည့်လိုက်ရတဲ့တချို့တော့ကျွန်တော်တို့ရဲ့ထမင်းရှင် င်တယ်အလောင်းဝင်ကြည့်ပြီးတော့အဲ့ဒါအတူယူမှာတော့မှကြောက်တယ်အဟိုမင်းသမီးလည်းဖောက်ပြန်နေတယ်ဒီမင်းသားလည်းဖောက်ပြန်နေတာပဲအဲ့တော့ငါတို့လည်းဖောက်ပြန်တာဆမ်းမဟုတ်ဘူးကွာဆိုတာလေအဲ့လိုမျိုးတွေဖြစ်စေခြင်းမဟုတ်ဒါလည်းကျွန်တော်တို့ကစီးပွားရေးရ Orient ရှိတဲ့တော့ရိုက်ကိုရရတာပဲဒါပေမဲ့အဲ့ဒါနဲ့မတူဘဲနဲ့ ဩငါတို့ဖောက်ပြန်တာရင်းနဲ့မတူပဲတို့လင်များလေးကိုကြည့်ပါအိုက်ကားထဲမှာတက်ထွန်းတို့လင်များကြည့်လိုက်စမ်းပါဦးမှာဘလောက်တာရလဲဘလောက်အင်ဂျင်လဲချစ်စရာလေးဆိုတာလေးကိုတို့တခန်းဆိုတခန်းတို့ရင်ထဲမှာလေးအိမ်တော်တစ်ခုဘလို့ထိမ့်သိမ့်တင်နေဆိုတာလေးကိုအဲ့ message လေးပေးချင်တာပြည်သက်ကိုကျွန်တော်တို့ကရမ်းချက်တာအဲ့တော့ပြည်သက်တွေကြည့်လိုက်တဲ့အရာတိုင်းမှာသင်ခန်းစာလေးတွေရစီချင်တဲ့တကြောင်မို့မတူညီတဲ့ဇလံလေးတစ်ခုဖန်တီးရတာပါခင်ဗျာဟုတ်အဓိကတော့ခုနကညီမလေးပြောသလိုပေါ့ကိုချင်းစာပေးတာပေါ့ကိုနေရာသူ့နေရာမှာကိုဆိုရင်ဘလို့လုပ်မလဲဆိုတာဒါပဲအဓိကကတော့အခုကျွန်တော်တို့ဆိုကြပါဆိုလင်များနှစ်ယောက်ကမိမထမင်းခုကြည့်တယ် ယောက်ျားသမီးပကံကိုမိမမိစားပြီးတော့ကုစားပြီးတော့ကုစေးလိုက်မယ်နော်ဆိုပြီးယူစေးလိုက်အမိမအရန်ပြောတာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဟုတ်တယ်အဲ့လိုမျိုးကိုဘယ်နဲ့သမီးကူကြည့်တာလဲမင်းပဲမိမရောက်စားပြီးတော့မင်းချင်းမင်းချတာလိုက်ရမကောင်းပါဘူးရောမင်းစေးလိုက်ရောဆိုပြီးတော့ပေးလိုက်ရင်ရင်းထဲမှာဖိဖြစ်သွားတာပေါ့နော်မိမဖြစ်တဲ့သွားဒါတွေအဓိက သူ့နေရာမှာကိုကိုနေရာမှာသူဆိုရဲကိုချင်းစာစိတ်ကလေးอ่ะအင်တော်ကြီးတွေ့ရအောင်เนาะအကောင်းဆုံးပါပဲဟုတ်ပါတယ်ပဝင်းကြီးရလေးလာမှာပေါ့เนาะမှန်တာပေါ့လိမ္မာစာမှာရှိဗုဒ္ဓစာမှာရှိသလိုဒါစာတွေဖတ်တယ်ပြီးတော့ပဝင်းကြီးရတွေကိုကြည်တယ်အဓိကကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်နေဖြစ်တဲ့အတွက်ကြောင့်မို့ကိုချင်းစာတရားတို့ဟိတိအော်တပတရားတို့ဒိုင်းနဲ့သွားရတာပေါ့ဖောက်ပြန်နေဆိုတာဟိတိအော်တပတရားဖောက်ပြန်လို့ဖောက်ပြန်တာပေါ့ဟိတိအော်တပတရားဘယ်လောက်ထိရေးပါတယ်ကိုချင်းစာတရားဘယ်လောက်ထိရေးပါတယ်ဒိုင်းနဲ့ကျွန်တော်တို့ကဒီဇလန်းဆက်အင်ကြီးကိုအကောင်းဆုံးတိစောက်ထားပါတယ်တော်တော်တရားကြီးအကုန်ဖောက်ပြန်နေကြတာပဲလို့အဲ့တော့အကုန်လုံးကတော့ ဟုတ်ပြန်ချင်းတရားဆိုတာအစတည်းကရှိပါတယ်အဲ့တော့ဟိုအတိနဲ့တတိလေးပေါ့နော်ဟိုအတိနဲ့တတိကပ်ပြီးတော့ကိုယ့်ကိုထိန်းချုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ဖောက်ပြန်မှုတွေကနည်းလာမှာပါခုနကကိုချင်းစာစိတ်တွေအဲအဲ့လိုမျိုးခုနပြောတဲ့ဒါဘုရားဟောတရားတိုင်းညီအောင်နေရဆိုလို့ရှိရင်တော့အရာအလုံးကဒီဖောက်ပြန်နေကြတဲ့အနေအနည်းဆုံးဖြစ်လာပြီးတော့ကောင်းတဲ့ဘက်ကိုပိုရောက်လာမှာပေါ့နော်အဲ့တော့အမေကုကီကြီးကတော့ စုတ်ကက်ကိုရောက်နေကြပြည်ပြည်နဲ့ဖောက်ပြန်တဲ့အရာတွေကတော့အရာကတော့များတာတက်ရှိရေဖောက်ပြန်တဲ့တမဲတွေလည်းဖောက်ပြန်တဲ့ဘဝတရားရေးမှာအရာကဖောက်ပြန်နေကြတာကြည့်ပါပဲဒါပေမဲ့အားလုံးဖောက်ပြန်လို့လည်းဖောက်ပြန်မယ်ဆိုလို့ရှိရင်ပိုဆိုးလာဖို့လည်းရှိရပါတော့အတက်နိုင်ဆုံးဒါလို့လူတွေမှာဆိုလို့ရှိရင်ဒါတို့တရိစံနေနဲ့မတူတာဆိုလို့ရှိရင်အသိဉာဏ်ပညာပါလာတယ်အမမှန်ဝေဖန်ပိုင်ချနိုင်တဲ့ဉာဏ်ဆိုတာပါလာဖြစ်တဲ့အတွက်အဲ့ဉာဏ်ကိုအသုံးမချပဲထားရမယ်ဆိုလို့ရှိရင်တော့ဖောက်ပြန်ခြင်းကပုံများလာမယ်အမတွေကပုံများလာမယ်အဲအဲ့တော့ဒီဉာဏ်ကိုကောင်းမွန်တဲ့ဘက်ကိုအသုံးချပြီးတော့အမမှန်ခွဲခြားနိုင်မယ်ဆိုလို့ရှိရင်တော့ အတိအကျတွေကတ်နိုင်မှာဆိုလို့ရှိရင်ဖောက်ပြင်းနေရရွနေလာမှာဖြစ်ပါတယ်ဟုတ်တယ်အဲတလို့အခုဖောက်ပြင်းနေကားရရိုက်နေရဆိုတော့အကိုပြောသလိုရှိတချို့ဆိုလို့ရှိရင်တော့အယူမှားကြရပါတော့အယူမှားတချို့ comment တွေရေးကြရဲဒီနေ့ကဖောက်ပြင်းနေတာတွေပဲရိုက်ပြနေတဲ့ခါကျတော့အဲဒါမျိုးကိုအားပေးနေရလားဆိုတော့မဟုတ်ပါဘူးအဆုံးထိကြည့်ပါအဲပြောလို့ရှိရင်ဒီဖောက်ပြင်းရင်နောက်ွယ်မှာဘာတွေဖြစ်နိုင်လဲဆိုတော့တင်ကစားပေးရပါတင်ကစားပေးရဆိုတော့တကယ်ဒီယာကြီးကမရှိဘူးမင်းနဲ့မပြပဲနဲ့အပြမပြပဲနဲ့ဘာကြောင့်ဒါဖြစ်တယ်ဆိုတော့တင်ကစားဘလို့မပေးလို့မရပါဘူးအဲ့တော့အရင်ဆုံးဖြစ်ပြရတာပေါ့နော်ဟုတ်